င်းဆောင်ဖြစ်တယ်ဆိုရင်ဟုတ်ဟိုအနုပညာကြီးရတယ်ခေါင်းဆောင်နေပညာကြီးလားအဲ့ဒါလည်းမသိသေးပါဘူးရှင်မသိသေးပါဘူးရှင်ဘာလို့လဲဆိုတော့ကိုညိုစီစဉ်တာဆိုတော့လေအကိုညိုစီစဉ်တာဆိုတော့ဒါကိုညိုပဲဆုံးဖြတ်ပါလိမ့်မယ်ဟုတ်ပါမှမပြောထားပါဘူးအဲ့ဒါသူတောင်မှကိုလိုဇပ်ပုတ်ဆိုင်ရန်တယောက်ကိုသူနေရာကြီးတစ်ခုပေးပြီးတော့ရိုက်ရဲတဲ့အတွက်အကိုက မရိုက်ဘူးလို့ညင်းစရာလုံးဝမရှိဘူးเนาะလုံးဝမရှိဘဲနဲ့ကိုညိုရိုက်မယ်ဆိုလို့ရှိရင်စူးစားပြီးတော့ရိုက်ပြီးပါမယ်လို့ပရိသတ်မကြိုက်မှလေးတွေလိုအပ်တာလေးတွေကို့အတွက်လိုအပ်ချက်တွေရှိမှာပါအရန်စိုးရင်ပါလေဒီနေ့ရှူတင်လေးကကြတော့စိတ်စပယ်ဘူးကြောင်ညာလေးကိုလာရိုက်တာပါဟုတ်ကဲ့လူတွေအများကြီးပဲပါတယ်နောက်ပြီးတော့ဟိုဟိုမူကွဲပေါ့တခြား ကနေပြီးတော့မုတ်ကွဲလေးအဲ့လိုမျိုးလေးရိုက်ထားတာပါရိုက်ပေးမှာပါတချင်းလေးလည်းအဲ့လိုမျိုးပဲပေါ့မုတ်ကွဲလေးပေါ့မုတ်ကွဲလေးစိန်စပယ်ဘူးရောဒါဘယ်လောက်ကစားတိလဲစိန်စပယ်ဘူးရောတော့တိတာကြားလာပြီပေါ့ကြားလာပြီပေါ့ကြားလာပြီဟိုနားထဲမှာတော်တော်ပဲကို့မိသားစုပဲဖွင့်ထားတဲ့စိန်တိုက်ကြီးလို့လို့အဲ့လိုမျိုးလေးနော်အဲ့လိုမျိုးစိန်စပယ်ဘူးဆိုတဲ့ဟာကတော့တအားကိုရင်းနှီးနေပါတယ်ဒါပေမဲ့အကျော်ညာရိုက်တာတော့အခုမှထိတ်တက် တွေ့ဆုံရတာဖြစ်ပါတယ်။မိကကဣဗရာဣဗရာလိမ့်ပေးတာပါ။ဣဗရာနဲ့လည်းတခါမှမလိမ့်မှုပါဘူး။ hair style ကဂူဂူပါ။ဒီ fashion လေးကကြတော့ဟိုဒီဇိုင်နာပဲစင်တာပါ။ဒီဇိုင်နာစီစဉ်ပေးတဲ့ဟာလေးပါ။အဲ့ဒီကားကတော့ကိုဖြတ်တန်းလာတဲ့နှစ်40အတွင်းမှာအဒီလိုမျိုးပေါ့နေရာအပြောင်းအလဲလေးတစ်ခုလုတ်ပြီးတော့ကိုညိုကရိုက်ပေးလိုက်တာပေါ့နော်။ ိုစရှောက်ကလေးရလဲဇက်ဖို့ပါပဲဒီနေ့တဲ့အထိလဲဇက်ဖို့ပါပဲအခုရိုက်နေတာလဲဘလို့ပဲဖြစ်ဖြစ်ငါတို့ကခင်မုံမို့အေးဆိုတော့ကားကိုရိုက်နေပြီမဲ့လဲကိုယ်စိတ်ထဲကတော့ဇက်ဖို့ကဇက်ဖို့ပါပဲအဲ့လိုမျိုးပေါ့ကိုညိုကတော့ဇက်ဖို့ကနေပြီးတော့ဒီနေရာလေးပေါ့နေရာလေးတစ်ခုကိုသူတတ်မှတ်ပြီးတော့ရိုက်ပေးတာပါဒါပေမဲ့အဲ့လိုမျိုးပေါ့ကိုညိုရိုက်ပေးပြီမဲ့ကိုယ်စိတ်ထဲကတော့မပြောင်းလဲပါဘူးပါမဝင်းတာခြင်းဝင်းနေခြင်း အဲ့လိုမျိုးလေအရန်ကြီးအတက်ကြတယ်မရှိပါဘူးဘာလို့ဆိုဝင်းတာချင်းရဲ့နောက်မှာလဲဝင်းနေချင်းဆိုတာရှိနေတယ်ဝင်းနေချင်းရဲ့နောက်မှာလဲဝင်းတာချင်းဆိုတာကစောင့်နေပါတယ်အဲ့ဖြစ်တဲ့အတွက်ဝင်းတာချင်းဝင်းနေချင်းတော့အရန်မခံစားရပါဘူးဒါပေမဲ့အဲ့ကိုညိုရိုက်ပြီးတဲ့ဒီငါတို့ကခင်မို့မို့အေးဆိုတဲ့ကားလေးကအဲထူကြတာကကို့နာမည်လေးနဲ့စကားနာမည်လေးကိုကိုညိုကလုတ်ပေးထားတယ်လုတ်ပေးထားပြီးတော့ကိုညိုကဒီကားကို နဲ့သူရိုက်မယ်ဆိုပြီးတော့ဖုန်းဆက်တယ်ဖုန်းဆက်တဲ့အခါမှာအရန်ကိုဟိုသူရိုက်မယ်လို့ပြောတဲ့ဟာကရိုးရိုးတန်းတန်းပဲကိုထင်တာလေကိုငါးပြီးရိုက်မယ်ပေါ့ပုံပုံမှန်ငါးရိုက်တဲ့အတိုင်းပဲထင်တာအဟုတ်ကဲ့ကိုညိုးရိုက်ပေးမယ်ဆိုတော့မဟုတ်ဘူးတဲ့ကျွန်တော်ရိုက်မှာကဟိုရင်ခေါင်းဆောင်မင်းသမီးရိုက်မှာဩခေါင်းဆောင်မင်းသမီးဆိုတော့ဘလို့ခေါင်းဆောင်မှန်းလည်းမသိဘူးလေကျွန်တော်ကားကြီးခေါင်းဆောင်ရိုက်မှာတဲ့အဲ အရန်အောင်ဟိုမျောလင့်ထားတာလည်းမဟုတ်ဘူးအဲ့လိုမျိုးဟာကိုလေမမျောလင့်ထားတဲ့စကားကိုကြားလိုက်ရတဲ့အတွက်နောက်ကိုညိုရဲလို့ဟိုတတိယအခုရိုက်နေတဲ့မင်းသမီးလေးတွေအရွယ်မဟုတ်ဘူးလို့ခလေးမဟုတ်ဘူးလေตาရဲလို့အဲ့လိုမျိုးပြောတယ်အဲတတိအသက်ကိုရောตาတိလို့လားလို့အဲ့အသက်ကိုလည်းသူ့ကိုပြောပြပြောပြတဲ့အခါကျတော့ကိုညိုကအသူရိုက်မှာကဟိုဒီ သမဟိုကလေးငယ်ငယ်လေးဘောကမင်းသမီးလေးကိုရိုက်မှာမျိုးမဟုတ်ဘူးတဲ့သူဒီခင်မို့မို့အေးအမှုပညာကိုရိုက်မှာတဲ့အဲ့လိုမျိုးပြောတယ်အဲ့လိုမျိုးပြောတော့ရိုက်မှာလားအမပြောဟိုရိုက်မယ်ဆိုမှကျွန်တော်ဇာညွန်ရေးရမှာနော်တဲ့အဲ့လိုမျိုးပြောတော့အဲ့ဒါသူတောင်မှကိုလိုဇပ်ပုတ်ဆိုင်ရန်တယောက်ကို သူနေရာကြီးတစ်ခုပေးပြီးတော့ရိုက်ရဲတဲ့အတွက်အကိုကမရိုက်ဘူးလို့ညင်းစရာလုံးဝမရှိဘူး နော်လုံးဝမရှိဘဲနဲ့ကိုညိုရိုက်မယ်ဆိုလို့ရှိရင်စူးစမ်းပြီးတော့ရိုက်ပြီးပါမယ်လို့ပိဋကမကြိုက်မာလေးတွေလိုအပ်တာလေးတွေကို့အတွက်လိုအပ်ချက်တွေရှိမှာအရန်စိုးရိမ်ပါတယ်ဟိုခေါင်းဆောင်ဖြစ်တယ်ဆိုရင်ဟုတ်ဟိုအနုပညာကြီးရယ်ခေါင်းဆောင်မိပညာကြီးလားအဲ့ဒါလည်းမသိသေးပါဘူးရှင်မသိသေးပါဘူးရှင်ဘာလို့လဲဆိုတော့ကိုညိုစီစဉ်တာဆိုတော့လေကိုညိုစီစဉ်တာဆိုတော့ဒါကိုညိုပဲဆုံးဖြတ်ပါလိမ့်မယ်ဟုတ်ပါမှမပြောထားပါဘူးဟုတ်ကဲ့ ကိုညုံကတော့သူရိုက်တဲ့ကားတွေဆိုလို့ရှိရင် အခုသူအကယ်ဒမီရသွားတဲ့ကားလေးဆိုလို့ရှိရင်အဲ the teacher မှာသူ့ရဲ့တန်တန်းသူတန်တန်းသားတွေနဲ့ပဲသူရိုက်သွားတာရိုက်သွားပြီးတော့သူအကယ်ဒမီရခဲ့တာ သူ့ရဲ့ကင်မရာလင်းမောင်းသူ့ရဲ့ခလေးတွေတန်တန်းမှာမောင်းထားတဲ့သူ့ရဲ့တပည့်သားသမီးတွေနဲ့ပဲသူရိုက်သွားတဲ့အတွက် သူတော်မှရှေ့မှာသူအကယ်ဒမီစုကြီးရပြီးတော့အောင်မြင်ထားတာယူချပြထားသေးတာပဲ ကိုကသူ့နောက်ကလိုက်ရတဲ့အတွက်တအားပါပဲဟုတ်ကဲ့လားသူကတော့တကယ် update တာလိုက်တာเนาะဟုတ်ကဲ့တခုခုဆိုဒုတ်ဆိုသူကလုပ်ပြီးသားပဲဟုတ်တယ်ဟိုဟိုသူများတွေမမျော်လင့်ထားတဲ့ဟိုဟိုလမ်းဟောင်းအတိုင်းသူမသွားဘဲနဲ့လမ်းတစ်ကိုလှုပ်တယ်လမ်းတစ်မှာလည်းသူ surprise တွေအများကြီးနဲ့လှုပ်တယ်ပေါ့နော်ဇာလန်းလည်းပါပါလေးပဲပြောတယ်ပါပါလေးပဲပြောတယ်အဲအမကိုလည်းကျွန်တော်ယုံတယ်လို့ကျွန်တော်လည်းယုံယုံကြည်ကြည်နဲ့ရိုက်တယ် အဲ့လိုမျိုးလေးပြောပါတယ်အမှန်တရားပါဟုတ်တယ်အမှန်တရားပါအမောက်လည်းကျွန်တော်ယုံသလိုအမလည်းကျွန်တော်ကိုယုံယုံကြည်ကြည်နဲ့ရိုက်ပါတဲ့ရိုက်ရဲ့ကိုညိုကလွန်အကျော်15ရက်ပဲယူထားပါတယ်